မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အထူးမလို့သားသတင်းကိုဖော်ပြပေးခြင်းပါတယ်2025ခုနှစ်နိုဘာတရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွာချက်တွေရအရှိဘက်ကလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရံဝန်ရဲ့အရှင်ကြောင့်၎င်း 2ရက်17လ2025ကနေ6ရက်17လ2025အတွင်းမှာတော့နေပြီးတော့ရှောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး ERA တိုင်းဒေသကြီးတရဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစိစိကနေနေရာအနှံ့ပြမုတ်တဲချုံရွာသွန်းပြီးတော့ တချို့ဒေတာတွေမှာတော့ဒေတာအလိုက်နဲ့နေရာကွက်ပြီးတော့မိုးကြီးတာတွေဖြစ်ပေါ်ပါမယ်။မြန်မာကင်မရာတက်ရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့တစ်ခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအိကို35မိုင်ကနေမိုင်40အထိတိုက်ခတ်ပါမယ်။လိုင်းမြဟာမြမကန်ရက်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်းမှာ6ဘေကနေ17ဘေကရှိပါမယ်။ဒါကြောင့်မိုးတဲထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကျုံတာမိုးချိုပြစ်တာလျှက်စီလက်တာ မိုးသီးကြွေတာတရက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာမှာရှိတဲ့ကုန်းမြစ်ဒေတာအနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့စင်မြောင်းတာတမန်တွေအနေနဲ့လည်းလူအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့လေဖိအာနေရံဝန်အခြေအနေတင်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်နိုဘာတရက်နေ့ဒီနေ့မြမစံတော်ချိန်ညနေ၄နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြမစံတော်ချိန်ညနေ၃နာရီခွဲချိန်တိုင်းထွားချက်တည်းရကပ်လီပင်လယ်ပြင်မြောက်ပိုင်းနဲ့၎င်းနယ်ဆက်စပ်ရရှိတဲ့ဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းမှာ လေဖိအာနေရံဝန် low pressure area တခုဖြစ်ပေါ်နေတယ်လို့မရိဝတ္တနဲ့ဇလားပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လေရှုခန္ဓာမှာရှုမြင်ပြောကြတာကြောင့်မိသားစု၆ဦးအပါဝင် ကိုယ်တည်ဆုံတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ရှုခန္ဓာနိုင်ငံအရှိပိုင်းမှာရှိတဲ့ဘူးကွိနဲ့ကွိခရိုင်တွေမှာတော့မြေပြုံမှုဖြစ်ပွားပြီးတဲ့နောက်မိသားစုတစုကလူ၆ယောက်အပါဝင်အနည်းဆုံး၉ယောက်တည်ဆုံတဲ့အကြောင်းအတည်ပြုလာပါရစေ။ဘုရုံနဲ့ကစေဘေးဒေတာကွယ်မှာညလုံးပေါင်းမိုးသည်ထန်စွာရာသွန်းပြီးတဲ့နောက်မှာဘိုးကွိခရိုင်ချဲဆိုဝါခရိုင်ကွယ် ညာလပါရှိနေမီမှာရှုံးနုံနေကြနင်းမြုံနေတဲ့ကလေး၃ယောက်လည်းတေဆုံမှုတွေပါဝင်ခဲ့ပါတယ်။ပထမဖြစ်ရမှာတော့အောက်တိုဘာ31ရက်မနက်ပိုင်းကဘိုးကွိခရိုင်မှာရှုံးမြေပြိုကျတာကြောင့်အိမ်တလုံးနင်းမြုံခဲ့ရပြီးတော့မိသားစုတစုကကလေး၃ယောက်တေဆုံခဲ့ရတာပါ။တိကျဖြစ်ရတခုမှာတော့ဗုဒ္ဓုံနေညာကအိနေချင်းကွင်းခိုင်မှာလည်းပဲနောက်ထပ်အမြေပြုံမှုတခုဖြစ်ပွားပြီးတော့လူ6ယောက်သေဆုံးသွားပါတယ် SID တရားကတော့ရှုံ့နှုံနေအောင်မှနှမြုပ်ပြီးတော့ရေကြီးဟင်ရှန်တာကြောင့်အပြက်စီးတွေမျောပါပြီးနောက်မှာမိုးတဲတန်စွာရွာသွန်းမှုကြောင့်ကက်ချော်ဝါစွမ်းကားလန်တလျှောက်တေယူပိုးဆောင်ရေးနဲ့အနှောက်ယှက်ဖြစ်သွားခဲ့ရပါတယ်ရဲတပ်ဖွဲ့ကတော့ဒေသခံတွေနဲ့အတူတူအလောင်းတွေကိုပြန်လည်ဆေးယူခဲ့ပြီးတော့ရေခွဲစစ်ဆေးမှုအတွက်ဘိုးကွိစေယုံရေခွဲယုံကိုပို့ဆောင်ထားပါတယ် ငိုးဆက်မပြတ်ရွာသွန်းလာတဲ့လမ်းချိန်တွေဆူရတာကြောင့်ပဲဘူးကွေးကိုဝင်ရောက်ဖို့ခက်ခဲနေစေဖြစ်ပြီးတော့တုံ့ပြန်ရေးလုပ်ငန်းတွေကိုအဟန့်တာဖြစ်စေခဲ့ပါတယ်။ရှူခဲတာကြက်ချင်တွေအတင်းကကဲစဲဖွဲတွေဟာကဲစဲရင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ရဲရွာအဖွဲ့အစည်းတွေနဲ့အတူတူလှုပ်ဆောင်နေကြပါတယ်ရှင်။ဆက်လက်ပြီးတော့2025ခုနှစ်နိုဘာလပထမဆေးရက်ပတ်အတွက်မိုးလေဝသနှင့်ဇလားဗေဒခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ ဘင်္ဂလားပင်လယ်ဝအခြေအနေကတော့ကပလင်ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဝမှာလေပြင်းအားနေရှင်ဝတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့ပုံမှန်အားကောင်းလာကမွန်တိုင်းငယ်ဖြစ်ကိုရောက်နိုင်ပါတယ်။ကပလင်ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဝမှာတိမ်သင့်တင်ကနေတည်လူတတ်ပါတယ်။မိုးရွာသွန်းမှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်မှာတော့ ရွာသွုံးမြက်ထပ်ပူနိုင်ပြီးတော့ကရားပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ရွာသွုံးမြက်ခတ်မုတ်တဲ့ကြောင့်ရွာသွုံးပါမယ်။ရောင်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊အီရိုင်တိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့ခုနှစ်ရက်ကနေကိုရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ၄ရက်ကနေ၆ရက်ခန့်မုတ်တဲ့ကြုံရွာသွားပါမယ်။ ။ရားပူချိန်ကတော့နှိပ်ပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာနိုဘာလပြင်းပြပူချိန်ရဲ့တိတိသမ5ဒီဂရီစင်တီဂရိတ်နဲ့အထက်ပိုနိုင်ပြီးတော့ရောင်တိုင်းဒေသကြီး၊ဘကူတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊သတင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းမှာတော့နိုဘာလပြင်းပြအပူချိန်ကန်တာရှိပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ၄ရက်ကနေ၆ရက်ခန့်နဲ့နေပြီးတော့ရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့၁ရက်ကနေ၃ရက်ခန့်မနက်ပိုင်းမှာမြို့လူတွေစိုင်းနေပါတယ်။အေရီမြို့ကတော့မြစ်ကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကသာမြို့တပိတ်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့မြင်းမုံမှာတော့တပေကနေ၃ပေကလက်ရှိမြတ်တေထံမြင့်တက်ပြီးတော့ ပခုံးကူမျိုး၊ညာဦးမျိုး၊၆မျိုး၊မင်းဖိုးမျိုး၊မကွေးမျိုး၊အောင်လံမျိုး၊ပြည်မျိုး၊စိတ်သားမျိုး၊ဟင်္ဒရာနဲ့ဇလွန်မှာတော့နှစ်ပေကနေလေးပေခွဲကန်လက်ရှိရင်မှတ်တဲ့အောက်ကြာစင်ပါမယ်။ချင်းရင်းမြေကတော့ခန်းလေးမျိုး၊ဟုံးလေးမျိုး၊ဖောင်းမြေမျိုး၊မော်လိုင်းမျိုးနဲ့ကလေးဝါမှာတော့တပေကနေနှစ်ပေခွဲကန်လက်ရှိရင်မှတ်တဲ့ထက်မြင့်တက်ပြီးတော့မင်းကိမျိုး၊ကနေမျိုးနဲ့မိုးရွာမှာတော့တပေကနေတပေခွဲကန်လက်ရှိရင်မှတ်တဲ့အောက်ကြာစင်ပါမယ်။ မြင့်တာမြေကတော့ကလေးမှာနှစ်ပေကဒေါထရီမြေကတော့တီဘောမှာရွှေစာရံနဲ့မြင့်ငယ်မှာတော့တပေကစီစစ်တောင်းမြေကတော့တောင်ငူမှာတပေကရွှေကျင်မြေဟာရွှေကျင်မှာပေဝက်ခတ်ပဲခူးမြေဟာဆောင်းတို့မှာပေဝက်ခတ်နဲ့ပဲခူးမြို့မှာနှစ်ပေခွဲကတ် ။တန်းလင်းမြေကတော့ဖအံမှာပေဝက်ခံ၊တောင်းရင်မြေကတော့မြားရီမှာပေဝက်ခံ၊ငုံဝမြေကတော့ပသိမ်မှာပေဝက်ခံ၊တိုးမြေဟာမအိုဘေမှာတပေကန်နဲ့ဘေးလင်းမြေကတော့ဘေးလင်းမှာပေဝက်ခံ၊လက်ရှိမတ်တီထံမြင့်တက်ပြီးတော့စစ်တောင်းမြေကတော့မားတော့မှာပေဝက်ခံနဲ့ငုံဝမြေကတော့ငတိုင်းချောင်းနဲ့တာပေါင်းမှာတပေကနေ၃ပေကလက်ရှိမတ်တီအောင်ကြာစင်ပါမယ်ရှင်။ ဆက်လက်ပြီးတော့တန်လင်းမှာလေစင်နှမောင်းတိုက်ခတ်ပြီးတော့စိတ်ချမ်းတစ်ခုကစိတ်ကောင်ကြီး30လောက်သေဆုံးတဲ့ကြောင်းဖော်ပြပေးကြပါတယ်။ရန်ကုန်တိုင်းတန်လင်းမြို့နယ်အိုးဖို့စုယထာလန်အရှိတ်မှာနိုဘာလတရမနက်စင်နိုင်ဝင်းကျင်မှာလေစင်နှမောင်းတိုက်ခတ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်ကဆိုပါတယ်။ဒီလေစင်နှမောင်းတိုက်ခတ်တာကြောင့်စိတ်ချမ်းတစ်ချမ်းပြည့်စည်ဆုံးရှုံးရသလိုစိတ်ကောင်ကြီး30ကံနဲ့သေဆုံးခဲ့ကြောင်းသိရပါတယ်။လေစင်နှမောင်းတိုက်ခတ်မှုတွင်မှာလူထိခိုက်သေဆုံးမှုမရှိဘဲနဲ့ဒေတာကန်လောကအလဲ လူမှုကွန်ရက်အသင်းကယ်ဆယ်ရေးအသင်းကရှာဖွေကယ်ဆယ်လုပ်ငန်းတွေလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လဲဆိုင်ကလုန်းအကျွင်းအကြံတိမ်တိုက်တွေကြောင့်လေဝေလိုင်းအပါအဲဆိုင်ကလုန်းနဲ့ဆော့ကလေးရှင် UVCC ဖြစ်လာမှကြောင့်မိုးရေရွာနိုင်မယ်ဆိုတာကြိုတင်အသိပေးခဲ့ပြီးဖြစ်တယ်လို့မိုးလဝသသူတေတင်အွန်လိုင်းကဆိုပါရယ်ဖြစ်လာနိုင်မယ့်အခြေအနေသတင်းတွေအတွက်လေးလာဆန်စစ်တာအတိပြုတာတွေလုပ်နေတဲ့အချိန်မိုးရွာများမိုးများမများဆိုတာတွေကိုတော့လေးရဲ့ကြိုတင်ခံမှန်းချက်မှာ ပြန်လည်ကြည့်ရှုနိုင်အောင်ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီနေ့မှရရှိတဲ့ ECMWF Cyclone Activity Inclusive Genesis Chart ရတော့ကပ်ပြည်ပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အအရှိအလယ်ပိုင်းမှာတော့ Nova 3ရက်နဲ့4ရက်နေ့တွေမှာ Cyclone မုန်တိုင်းဖြစ်နိုင်ခြေတရာခိုင်နှုန်းရှိနိုင်ပြီးတော့ Nova 5ရက်မှာတော့ Cyclone မုန်တိုင်းဖြစ်နိုင်ခြေကတော့60ရာခိုင်နှုန်းကိုရောကျနိုင်ကြောင်းလည်းတွေ့ရပါတယ်။ပြည်내တိုင်းဒေသအလိုက်မွေးရွာသွန်းနိုင်မဲ့ခံမှန်းခြေအနည်းငယ်သာပြောင်းလဲနိုင်တယ်လို့လည်းဆိုပါရရှင်။